မင်္ဂလာပါရှင်။ CNN သတင်းဌာနရဲ့2025ခုနှစ်ဒီဇင်ဘာလ2ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကြောင်းအရာတွေကတော့နိုင်ငံရေးပြည်ထနာဆွေးနွေးရမှာဒေါအောင်ဆန်းစုကြည်ပါဝင်တင်တယ်လို့ CNN EAO အလိုင်းရဲ့ပြောရေးဆိုခွင့်ရှိသူဘုံမူကြီးစောကျော်ညွန့်ကပြောဆိုလိုက်တဲ့သတင်း။ယူကရိန်းစစ်ပွဲကြောင့်လက်နက်ကုမ္ပဏီတွေဝင်ငွေစံချိန်တင်ရရှိခဲ့တဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်း၊နိုင်ငံတကာသတင်းတွေအခစားသတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ ထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တင်ဆက်ပေးမှာကတော့နိုင်ငံရေးပြဿနာဆွေးနွေးရမှာဒေါ်ဆန်းစုကြည်ပါဝင်တဲ့နယ်လို့ Seven EAO Alliance ရဲ့ပြောရေးဆိုခွင့်ရှိသူဘုံမကြီးစောချော်ညွန့်ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံအကြက်တဲရုံနဲ့လက်လက်ကင်ပဏိပခါတွေပြည်လဲဆွေးနွေးညှိနှိုင်းတဲ့အခါမှာဒေါန်ဆန်းစုကြည်ကလည်းပါတင်ပါထိုက်တဲ့လူပုဂ္ဂိုလ်တဦးဖြစ်တယ်လို့ 7EO Alliance ရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးစောကျော်ညွန့်က CNN တင်ဆက်ထားတာကိုပြောပါရစေ။ နိုင်ငံရေးပြဿနာတွေဖြစ်ရှင်းဆောင်ရွက်တဲ့အခါမှာတနည်းအားဖြင့်နိုင်ငံအခက်အခဲအကျပ်သေးတွေကိုကြော်လာဖို့ကြိုးပမ်းတဲ့အခါမှာပါတင်ပါထိုက်တဲ့အဖွဲ့အစည်းတွေအားလုံးရဲ့ညှိနှိုင်းဆွေးနွေးမှုနဲ့တာနိုင်ငံရဲ့အနာဂတ်ကိုပုံဖော်နိုင်လိမ့်မယ်လို့ 7EO လမ်းရရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးစောကျော်ညွန့်က CNN သတင်းဌာနကိုပြောပါရယ်ဒီတောင်ချောင်းစုကြည်လူမျိုးလာတာနဲ့ကျောင်းတွင်းနိုင်ငံရဲ့ခင်းချင်းကဘလို့နိုင်လဲဆိုတဲ့အကန့်ဒီကမှာဟိုစားအတိအကျလို့ကျွန်တော်အနေနဲ့ဒါပြောဖို့တော့ခက်ပါတယ် တိုးတော်လည်းပဲကျွန်တော်တို့အနေနဲ့ခုနကပြောတဲ့လိုမျိုးပဲအဲတော့ဆောင်စုကြည့်ဖြစ်ဖြစ်ဒီနိုင်ငံရဲ့အခက်အခဲကြတဲ့ကိုဖော်ချမှုကြော်လွားမှုကျူးပန်းတဲ့နေရာမှာအနည်းအဖြစ်ဒီနိုင်ငံရဲ့နိုင်ငံရေးပြဿနာကိုဖြေရှင်းဆောင်ရွက်တဲ့နေရာမှာမပါမဖြစ်ပါသိမ့်ပါထိုက်တဲ့လူဒါမပါမဖြစ်ပါသိပါထိုက်တဲ့ဖွဲ့စည်းပြီးအားလုံးရဲ့ဥစ္စာပေါ်လေးညှိနှိုင်းဆွေးနွေးတဘောတူညီမှုနဲ့ပဲ ကျွန်တော်တို့ခုနကဆရာပြောတဲ့ကျွန်တော်နိုင်ငံရဲ့ရှိအနာဂတ်ကိုဒါရုပ်လုံးဖော်နိုင်မယ်လို့တော့ဒါကျွန်တော်အနေနဲ့အဲ့လိုပဲရှိနေပါတယ်ခင်ဗျာအာကျွန်တော်အနေနဲ့အတိအကျတော့မပြောနိုင်ပေမဲ့တကယ်ပြည်တော်စုရဲ့အကျိုးကျွန်တကယ်ကျွန်တော်တို့တွေ့နေရတဲ့ကျွန်တော်တို့တနိုင်ငံလုံးရဲ့အခက်အခဲအကြတဲ့ကိုရှေ့ရှုပြီးတော့ဆောင်ရွက်မယ်လို့ဆုံးဖြတ်ထားတဲ့ပုဂ္ဂိုလ်အဖွဲ့အစည်းတွေအားလုံးကတော့ဒါသူကိုယ်လည်းပဲဒါ ဥစ္စာပေါ့လေကျွန်တော်တို့ဒါ stakeholder တစ်ခုအနေနဲ့မပါမဖြစ်ပတ်သိမ့်ပါထိုက်တယ်လို့တော့အဲ့လိုရှုမြင်မှုတွေရတော့အမှန်တကယ်ရှိပါတယ်ခင်ဗျာနိုင်ငံတော်အစိုးရအနေနဲ့ဒေါအောင်ဆန်းစုကြည်ကိုပြန်လွှတ်ပေးရေးမလွှတ်ပေးရေးကရွေးကောက်ပွဲပြီးထွက်လာမယ့်အခင်းချင်းပေါ်မှာသာစဉ်းစားရမယ်လို့ဘိုးအမျိုးသားလူမျိုးရေးအဖွဲ့ချုပ် PNL OSCAS မှာအောက်ခတာဗိုလ်မှူးကြီးခုံးဦးကက CNN ဌာနကိုပြောပါတယ်ပြရတာတော့ဘယ်သူပါပြောပြောရွေးကောက်ပွဲပြီးရတဲ့အထိက တော့မှမမထင်သေးဘူးလေကောပဲပြီးထွက်လာတဲ့အချင်းချင်းပေါ်မှာမှာနော်အဲစဉ်းစားလို့မယ်လို့ထင်တယ်အခုဒီကောပဲမတိုင်ခင်ထွက်ရင်အတော်တော့ကောင်းကောင်းပြန်ဖြစ်ကုန်ဒီမတားတော့ပြောလို့မရဘူးဒီကောဘယ်ပြီးလို့ထွက်လာတဲ့အခင်းချင်းကကြော်ပြောင်းတဲ့အခင်းချင်းဖြစ်မယ်ကြောင်းလဲလဲကောင်းမယ်ဆိုရင်တော့ပုံစံတစ်မျိုးပေါ့ညာလက်ခံနိုင်တဲ့ပုံစံပေါ့ဒါမှမဟုတ်လဲဒီကောဘယ်ကပြီးရဲ့ဘာမှမပြောင်းဘူး အခေါ်လူတွေကတော့ဒီလူတွေပဲဆိုရင်ပါလေနည်းနည်းတော့ဟိုပါပေါ့ဒီငင်းငင်းတော့ဖြစ်ဖို့ခက်တာပေါ့ဒါပေမဲ့လှုပ်မလို့တော့ဘယ်မှမပြောနိုင်ဘူးပြောပေါ်ပြီးလဲမလို့ကျင်လဲမလို့ဘူးဖြစ်မှာခမားတာပြောတာလှုပ်မဲ့ပြောတာရုပ်ောက်ပဲပြီးမှပဲဖြစ်နိုင်တယ်ပြီးခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီလကမြန်မာတက်မတော်ကဒေါ်စန်းစုကြည်ဦးဆောင်တဲ့အမျိုးသားဒီမိုကရေစီအစိုးရ NLD အစိုးရကို2020အထွေထွေရွေးကောက်ပွဲမဲဆင်းအငင်းပွားမှုကိုမဖြေရှင်းမဲ့ အစိုးရဖွဲ့စည်းရေးကြိုးပမ်းနေလို့ဆိုကဖြုတ်ချခဲ့ပြီးနောက်တောင်ဆန်းစုကြည်ဦးဝင်းမြင့်တို့ကိုဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။အဲဒီနောက်မြန်မာတပ်မတော်နဲ့တော်လိုင်းအဖွဲ့စည်းတွေကြားလက်နက်ကင်ပဋိပက္ခတွေဖြစ်ပွားလာကနိုင်ငံရေးစီးပွားရေးလူမှုရေးကျန်းမာရေးပညာရေးစတဲ့အခြေအနေတွေကကျက်သေးတွေနဲ့ရင်ဆိုင်နေရပါတယ်။ပြည်သူလူထုမှာငြိမ်းချမ်းရေးကိုစံနှပြတောင်းဆိုတင်ကြောင်းတိုင်းလိုင်းရှမ်းနေအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDB ဥက္ကဋ္ဌဆိုင်းထိပ်အောင်ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံမှာခြောက်ရငင်းချင်းရေးရရှိအောင်လူလူနည်းနဲ့ဆန္ဒပြတဲ့ရင်ပြအောင်မှာဖြစ်ကြောင်းတိုင်းနိုင်ငံရှိအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDB ဥက္ကရာဆိုင်းထိတ်အောင်က CNN သတင်းဌာနကိုပြောပါရယ်ငင်းချင်းရေးလုပ်ငန်းစဉ်တွေကိုလှုပ်ဆောင်ကြတဲ့နေရာမှာအယူအဆမျိုးမျိုးအတွေ့အခေါ်အမျိုးမျိုးကြိုးပမ်းဆောင်ရွက်မှုအမျိုးမျိုးရှိကြောင်းစီးရင်နဲ့နိုင်ငံရေးအကက်ခတ်တွေကထောက်ပြကြပါရယ်မြန်မာနိုင်ငံမှာငင်းချင်းရေးလုပ်ငန်းစဉ်ကိုဖော်ဆောင်တဲ့အခါအစိုးရအသည့်အပြောင်းလဲဖြစ်တိုင်းလူမှုအဖွဲ့အစည်းတွေပါပြောင်းလဲသွားကအရင်အစိုးရအဆက်ဆက်တည်ဆောက်ခဲ့တဲ့အခင်းကျင်းတွေဟာရ ယုံကြည်မှုပြပြီးထိစုံမှုတွေပေါ်ပေါ်လျက်ရှိနေပါတယ်။မြန်မာနိုင်ငံမှာလက်နက်ကိုင်အဖွဲ့အစည်းတွေထံမှငြင်းချင်ရေးမယူနိုင်ရင် လူလူနီးနဲ့ဆန္ဒပြသင့်ရင်ပြရမည်ဖြစ်ကြောင်းတိုင်းလိုင်ရှမ်းပြည်အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDB ဥက္ကရာစိုင်းတေအောင်ကစီးရင်နိုင်တဲ့ဌာနကိုပြောပါရစေ။ ဒီဖွဲ့စည်းရေးဝန်ကြီးမျိုးနဲ့လည်းဆိုလူငယ်ဆန္ဒပြတာဒီပြမှာပေါ့ဗျ။အဲအစိုးရကနေမှသိနေမှာမဟုတ်ပဲလို့ရတယ်။အညီချင်းရလို့ဂျင်စိတ်ကတော့တို့ရင်ထဲမှာရှိဖို့လိုပါတယ်။အစိုးရဘက်ကနေမှညီချင်းလေးစကားပြောနေပြီးမှညီချင်းမရဆိုတဲ့လူတွေအများကြီးရှိပါတယ်ဖွဲ့စည်းရေးတွေ။ဘာလို့သူကညီချင်းမရလေသူတက်ကြည့်ပွားရဲ့ကောင်းကောင်းလာလို့ပိုင်နေရနေဖြစ်နေတဲ့အတွက်ကြောင့်မို့ပါ။သူနေမှာတော့သူက wall lock create ပေါ့ဖြစ်ပြီးနေဖြစ်နေကြတယ်။တကယ်လို့ညီချင်းရတော့ရင်သူဥတွေအောက်ဝင်နေရမယ်ဆိုတဲ့အခါကျတော့ယူဂျင်နဲ့ဖွဲ့စည်းရေးရှိနေတာပေါ့။ဒါလူတို့ကဒီရှင်မှာညီမျိုးချစ်ကြဖို့လိုပါတယ်။ အဲ့ဒီကဲကဲကြောပြဖို့တက်ကအာဒီလက်နက်ကိုင်ဖော်ကြည့်ဟိုဒူဒူနီးနေဆိုတာဆန္ဒပြစီပြရမှာပေါ့ဗျာ ငင်းငယ်ရေးဆောင်ရွက်ရမှာပြိပခရဲ့အခြေခံအကြောင်းတရားတွေဖြစ်တဲ့တမိုင်းနောက်ခံအဖြစ်ပြက်တွေဝါရရေးရအငင်းပွားမှုတွေနိုင်ငံရေးခံယူချက်တွေကိုထည့်မစင်စားသရွေငင်းငယ်ရေးဖြစ်စဉ်အလုံးမဖြစ်နိုင်ကြောင်းစီးရင်နဲ့နိုင်ငံရေးလေလာသုံးသပ်သူတွေကထောက်ပြကြပါတယ်လက်ရှိမြန်မာပြည်မှာခြောက်ရငင်းငယ်ရေးရရှိအောင်လူမှုစည်းဝါးဘဝနဲ့ကင်တွေရလိမ့်မယ်လို့တိုင်းလိုင်းရှင်းဒီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDB ဥက္ကရာဆိုင်းထိအောင်က CNN သတင်းဌာနကိုပြောပါတယ် ကျွန်တော်ညင်ချင်းရလူလူနီးနေပဲတွားလိမ့်မယ်လို့ထင်တယ်။လူကြီးဘွားဘွားထက်ဆိုကျွန်တော်ညင်ချင်းရချစ်တဲ့ကိုယ်အစာရည်ရပါ။ညင်ချင်းလက်နဲ့ကင်ဖွဲ့ပြီးညင်ချင်းယူခဲ့တယ်။အဲ့ချိန်ကဘာနဲ့ပဲပြောခဲ့လဲဆိုတော့လက်နဲ့ကင်ဖွဲ့ပြီးညင်ချင်းယူအောင်လား။တော့စင်ညင်ချင်းရင်ယူစီပွားရေးလုပ်ပေါ်တော့နိုင်ငံရေးကိစ္စကိုနောက်တက်တဲ့အစိုးရနဲ့ဆွေးနွေးရေးဆိုတဲ့အခါကျတော့လက်နဲ့ကင်ဖွဲ့ပြီးရမြို့ပေါ်တက်ပြီးစီပွားရေးလုပ်လာတယ်။မြို့နဲ့တောနဲ့ဆက်ဆက်လာတယ်။တောင်ရနာနဲ့တူဝင်းနဲ့ကွာအထူးဒေသတွေပြီးရအဲ့ခါကျတော့လက်နဲ့ကင်ဖွဲ့ ဒီစနေကင်လာမှသူ့ဘာကြီးကောင်းကောင်းလုပ်ရတယ်ဆိုရက်အဲကြတော့ဒီလူကလည်းဘာမြင်လာလဲဆိုတော့ငွေလည်းနဲ့နဲ့ကင်ကဖြစ်မှာသူနဲ့နဲ့ကင်ကအမှဖွင့်ထုတ်ခံနေငွေတော့အဖွင့်ထုတ်မခံရအောင်ဆိုတော့နဲ့နဲ့ကင်မှုတော့ပြန်ကျူးစားတယ်သူကဘာလို့ဆိုတော့နဲ့နဲ့ကထဝယ်တယ်လူငယ်အစုရဲ့ဒါပေမဲ့တိုင်းပြည်ရဲ့ပြဿနာကြီးရတော့ဒီခင်ကြီးချင်းကြီးကိစ္စကြောင့်ပေါ့နော်အခုကျွန်တော်တို့ကသာသာငင်းချင်ရအောင်ကဒီလူကြီးပွားပွားနေပဲကင်ရလိမ့်မယ်တခုသေးတော့တက်မတော်ထားရှိရမယ်ဆိုတဲ့စဉ်းစားချက်တိုင်းရင်းသားလက်နဲ့ကင်တက်ဖွဲ့တွေကိုအတိအမှတ်ပြုရမယ်ဆိုတဲ့စဉ်းစားချက်ကိုပိုင်အုပ်ချုပ်ခွင့်ရနယ်မြေတက်မှတ်ပေးရမယ် ယ်ဆိုတဲ့စဉ်းစားချက်တွေဟာလုံခြုံရေးရှုထောင့်ကိုအခြေခံတဲ့စဉ်းစားချက်တွေဖြစ်ပြီးအချိန်အတိုအတွင်းမပြီးနိုင်တာကိုလည်းစဉ်းစားရမယ်လို့စီးရင်နဲ့နိုင်ငံရေးအကက်ခတ်တွေကထောက်ပြကြပါတယ်။လက်ရှိမြန်မာနိုင်ငံမှာမြန်မာတပ်မတော်နဲ့လက်နက်ကိုင်အင်အားစုတွေကြားတိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေပြီးငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေလည်းအကောင့်ထဲမပေါ်နိုင်ပဲဖြစ်နေပါတယ်။လူလူလိုချမှုမရှိ၍မွန်ညညရေးပါတီမဲဆက်ရေးခက်ခဲနေတဲ့ဆွဲသတင်းကိုဆက်လက်ရှုစားလိုက်ရအောင်ပါ။လာမယ့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြည်သူလူထုအနေနဲ့နိုးကြားမှုမရှိသေးတာကြောင့်မဲဆွယ်စည်းရုံးရေးလှုပ်ဆောင်ရမှာအခက်အခဲရှိနေတယ်လို့မွန်ညညရေးပါတီ MUP မှာပြောရေးဆိုခွင့်ရှိသူနိုင်တန်းရွှေက CNN သတင်းဌာနကိုပြောပါတယ်။ဒါရေကောက်ဝါဒီမဲဆိုရှင်ရေကလာဘောနော်အခုဒီနေရှိကြတော့ကျွန်တော်တို့ဟိုကျွန်တော်တို့အချီအောင်ကြီးရှင်းနေတာဗောဒါလည်းဒီလူတွေကကျွန်တော်တို့စုလို့မရဘောဒီနေရာကြီး တရားဖို့တော့တိတ်မရှိသေးဘူးနော်ဒါမဲ့ကျွန်တော်တို့လူတရားစာနေအောင်စာပြီးတော့ဟိုကျွန်တော်တို့ဒီမဲ့သေးတဲ့အုံစနစ်တွေပေါ့အခုတော့ကျွန်တော်တို့အဲ့ဒါလေးလောက်ဆောင်ရရတာပေါ့အဲ့ဒါလည်းလူတရားစာအရောတောင်းစီအားလုံးပါအဲ့တော့ဟိုတူရောပြီးတော့ဟောလက်သေးတဲ့စနစ်ကိုနောက်ကလို့မဲချဲအောင်လဲနောက်တော့မဲမချဲရလို့ရှိရင် အခုရေးတယ်ဆိုလို့ရှောင်းရှောင်းနဲ့ဆိုရဲဟာဝဲကျွန်တော်တို့ဒီကဒီဒီတော့ပြောရကြတာပေါ့နော်ဒီအခက်အခဲတွေလည်းရှိတယ်ပေါ့နော်အခုကျွန်တော်မိုဘိုင်းနံပါတ်ကြတော့ဒီအာကျူးတပြည့်စောလားလာပါလုပ်ငန်းလုပ်ကြတယ်လောပါလုပ်ငန်းလုပ်ကြတဲ့ဆက်ကြတော့အဲ့အတော်ကြီးထားတယ်နောက်ပြီးတော့သူတို့လုပ်လုပ်တယ်အဲ့အစိုးရဆိုတာဒီတကောင်းကျော်ပေါ့နော်တကောင်းတက်နေလောက်ချာဆိုရည်ရောက်ဆိုသူတို့လည်းလုပ်ငန်းတွေလည်း လက်ရှိမွန်ပြည်နယ်မှာရွေးကောက်ပွဲကိုပြည်တော်စုကြန့်ခိုင်ရင်နဲ့ဖွံ့ဖြိုးရေးပါတီပြည်သူ့ရှေ့ဆောင်ပါတီပြည်သူ့ပါတီရှမ်းနယ်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီတိုင်းရင်းသားစီလုံးညီညွတ်ရေးပါတီမြန်မာနိုင်ငံတောင်တူလယ်သမားများဖွံ့ဖြိုးတိုးတက်ရေးပါတီမွန်ညီညွတ်ရေးပါတီနဲ့ပအိုးမြသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ကဝင်ရောက်ရှင်ပြိုင်ဖို့ရှိနေတာပါလက်နက်ကိုင်ပဋိပက္ခတွေကြီးမားကျယ်ပြန့်နေတဲ့လက်ရှိမြန်မာနိုင်ငံရေးအခင်းအကျင်းမှာ ပြည်မပါတီကြီးတွေထက်တိုင်းရင်းသားပါတီတွေဟာရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလမှာအခက်အခဲများစွာကိုရင်ဆိုင်နေရကြောင်းသိရပါဗျ။ဒါမဲ့ရွေးကောက်ပွဲမှာဆန္ဒမဲပေးတာမပေးတာဟာမဲဆန္ဒရှင်ပြည်သူတွေရဲ့ဆန္ဒသာဖြစ်တယ်လို့ဗိုလ်ချုပ်မူကြီးမေအောင်လိုင်ကနိုဝင်ဘာ23ရက်မှာအေယာဝတီတိုင်းမအူပင်မြို့ကိုတွားရောက်စဉ်ပြောဆိုခဲ့ပါဗျ။မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့မိမိမကြိုက်တဲ့ကိုယ်စားလှယ်လောင်းတွေရှိပါကမိမိကြိုက်တဲ့ကိုယ်စားလှယ်လောင်းကိုမဲပေးနိုင်တဲ့အတွက် အဲ့ဒီအခွင့်အရေးကိုအဆုံးရှုံးမခံဘူးမွန်ညိုရေးပါတီ MUP မှပြောရေးဆိုခွင့်ရှိသူနိုင်တန်းရွှေက CNN သတင်းဌာနကိုပြောပါတယ်အကျဉ်းချုပ်ပါတီရေဘောနာကျွန်တော်တို့စိတ်အားလဲလာတော့ကျွန်တော်တို့ပြတော့မတူဘူးဒါမှဟိုအုပ်လို့ရမှာရုံးကနေကြာရတာပေါ့ရုံးပြီးတော့ကျိုးစားနေကြာရတာပေါ့အားလဲလာတော့မဟုတ်ဘူးအကျဉ်းချုပ်ဒီရေကောက်ပွားနဲ့ဆက်ပြီးတော့လေကျွန်တော်တို့က အာမဲရှင်လာရှင်ဒီလူတွေကိုပြောချင်တာတော့ဟိုလူကြီးကမဲထပ်ပြီးကြပါအောင်နောက်ပြီးတော့ကိုမကြိုက်တဲ့သူရောကိုမကြိုက်တဲ့သူဆိုလို့ရှိရင်စာရင်းချင်းကိုကြိုက်တဲ့သူလူကြီးပေါ့နော်ကိုကြိုက်တယ်လို့မဲပေးနိုင်တာပေါ့နော်ဒါတော့မဲဆန္ဒရှင်ဒီလူတွေရဲ့အခွင့်အရေးကအခွင့်အရေးကိုနော်မဆန္ဒရှင်တွေအရှုံးရှုံးမခံဘဲနဲ့မဲထပ်ပြီးကြပါလို့ပဲပြောချင်တယ်နော် မကြခင်ကျင်းပမဲ့ပါတီဆောင်ဒီမိုကရေစီထွေထွေရွေးကောက်ပွဲမှာမွန်ပြည်နယ်ကဝင်ရောက်ရှင်ပြိုင်ကြမဲ့နိုင်ငံရေးပါတီတွေနဲ့ဆန္ဒမဲပေးမဲ့မွန်လူထုတွေအပေါ်မွန်ပြည်သက်ပါတီအနေနဲ့ဖိအားပေးခြင်းမရှိကြောင်းလည်းသိရပါဗျ။ရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာ28ရက်မှာ၎င်း2026ခုနှစ်ဇန်နဝါရီ17ရက်မှာ၎င်း2026ခုနှစ်ဇန်နဝါရီလနောက်ဆုံးအပတ်မှာ၎င်းအပိုင်း၃ပိုင်းခွဲကကျင်းပသွားမှာဖြစ်ပြီးထပ်ပေါ်လာမယ့်အစိုးရအဖွဲ့ကို နိုင်ငံတော်အာဏာကိုလှည့်ပြောင်းပေးအပ်သွားမယ်လို့ဗိုလ်ချုပ်မှုကြီးမေအောင်လိုင်ကပြောထားပါဗျ။ CNN သတင်းဌာနရဲ့နိုင်ငံတော်သတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။ယူကရိန်းစစ်ပွဲကြောင့်လက်နက်ကုမ္ပဏီတွေဝင်ငွေစံချိန်တင်ရရှိခဲ့တဲ့သတင်းအပြည့်အစုံကိုတင်ဆက်ပေးပါမယ်။2024ခုနှစ်ကကမ္ဘာပေါ်ရှိလက်နက်ထုတ်လုပ်တဲ့ကုမ္ပဏီတွေဟာ ဝင်ငွေရေးစံချိန်တင်မြန်မာစွာရရှိခဲ့တယ်လို့ DW သတင်း website ကဖော်ပြခဲ့ပါတယ်။ဆွေတင်အခြေဆိုင် Stop Home နိုင်ငံတကာငင်းချမ်းရေးသုတေသန Institute SIPRI ဟာလက်နက်ရောင်းချမှုအများဆုံး top 100စီးရင်ကိုထုတ်ပြန်ခဲ့တာပါ။အဲ့ဒီစီးရင်မှာပါဝင်တဲ့လက်နက်ကုမ္ပဏီတွေဟာ ပြီးခဲ့တဲ့နှစ်ကဝင်ငွေဒေါ်လာ689ဘီလီယံအထိရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီပမာဏဟာ2023ခုနှစ်နဲ့နှိုင်းယှဉ်မှာက9.6%ကျိုးမြင့်တက်လာတာ ဖြစ်တယ်လို့ဆိုတာပါ။အထူးသဖြင့်ယူကရိန်းစစ်ပွဲကြောင့်လက်နက်ဝဲလိုအားတွေမြင့်တက်ခဲ့ပြီး2024ခုနှစ်မှာလည်းလက်နက်ဝဲလိုအားဟာထပ်မံမြင့်တက်ခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့်ယူကရိန်းရုရှားစစ်ပွဲကိုအကြောင်းပြုပြီးစီးပွားရှာဖို့ကောင်းမွန်လာခြင်းရှိမရှိ မေးခွန်းတွေထွက်ပေါ်လာခဲ့ပါတယ်။ကာကွယ်ရေးကဏ္ဍအတွက်ဆိုရင်တော့တေချာပေါက်စီးပွားရှာလို့ကောင်းနေတာပေါ့။ လွန်ခဲ့တဲ့နှစ်ကဆိုရင်လက်နက်ကုမ္ပဏီတွေရဲ့ဝင်ငွေတွေကမြင့်တက်လာခဲ့တယ်လေလို့စစ်ပရီရဲ့စစ်ပတ်အသုံးစရိတ်နဲ့လက်နက်တွေထုတ်လုပ်ရေး program ရဲ့ director Nantian ကပြောကြားခဲ့ပါတယ်။သူ့ရဲ့ပြောကြားချက်အရစစ်ပွဲအတွင်းပျက်စီးသွားတဲ့လက်နက်တွေကုန်ခန်းသွားတဲ့လက်နက်ခဲယံတွေကိုပြန်လည်ဖြည့်တင်းရေးအတွက်လက်နက်အစ်စ်တွေကိုတိုးမြင့်ထုတ်လုပ်နေတဲ့သဘောတက်ရောက်နေတာပါ။လက်နက်အများဆုံးထုတ်လုပ်တဲ့ထိပ်တီးကုမ္ပဏီတရာစီရင်မှာကုမ္ပဏီ36ခုကအမေရိကန်မှာအခြေစိုက်ထားတဲ့လက်နက်ကုမ္ပဏီတွေဖြစ်ပါတယ်။ အမေရိကန်အခြေစိုက်ကုမ္ပဏီ36ခုရဲ့ဝင်ငွေဟာကမ္ဘာလုံးဆိုင်ရာလက်နက်ရောင်းချမှုဝင်ငွေစုစုပေါင်းရဲ့ထက်ဝက်နီးပါးရှိကြတာပါ။ဒါပေမဲ့လည်းသူတို့ရဲ့အလုံးစုံပြန်မြောက်ဝင်ငွေဟာ3.800ခန်းလုံးသာရှိနေပါသေးတယ်။ရုရှားကလွဲပြီးကျန်ဥရောပကုမ္ပဏီ26ခုရဲ့ဝင်ငွေစုစုပေါင်းဟာ7300ခန်းလုံးအထိမြင့်တက်လာခဲ့တာပါ။တနိုင်ငံချင်းစီအရာဂျာမနီလက်နက်ကုမ္ပဏီတွေဟာဥရောပမှာဝင်ငွေအများဆုံးဖြစ်ခဲ့ပြီး36000ခန်းလုံးမြင့်တက်ခဲ့ပါသေးတယ်။2023-2024ခုနှစ်အတွင်း ကမ္ဘာပေါ်မှာလက်နက်ရောင်းချမှုဝင်ငွေအများဆုံးရရှိခဲ့တဲ့စေနိုင်ငံမှာဂျပန်40ရာခိုင်နှုန်း၊ဂျာမနီ36ရာခိုင်နှုန်း၊တောင်ကိုရီးယား31ရာခိုင်နှုန်း၊ရုရှား23ရာခိုင်နှုန်း၊အစ္စရေး16ရာခိုင်နှုန်း၊ပြင်သစ်12ရာခိုင်နှုန်း၊တူရကီ17ရာခိုင်နှုန်း၊အီတလီ9.3ရာခိုင်နှုန်း၊အိန္ဒိယ8.2ရာခိုင်နှုန်း၊ဖြစ်တဲ့6.6ရာခိုင်နှုန်းနဲ့အမေရိကန်3.8ရာခိုင်နှုန်းတို့ဖြစ်ပါတယ်။ ရှိတ်ဟာစီနာရဲ့ဒူမာဖြစ်သူပြစ်တဲ့အမတ်ကိုအဂရိမှုနဲ့ပြစ်ဒဏ်ချမှတ်ခဲ့တဲ့တဲ့ရင်အပြည့်စုံကိုတင်ဆက်ပေးပါမယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့တော်ရှိတရားရုံးကဝင်းကြီးချုပ်ဟောင်းရှိတ်ဟာစီနာကိုအကြမ်းလိုက်စားမှုနဲ့ထောင်ဒဏ်၅နှစ်ချမှတ်ခဲ့ပြီးသူ့ရဲ့တူမဖြစ်တဲ့ပြည်ထောင်နိုင်ငံရဲ့လေဘာပါတီမှလွတ်တော်အမတ်ကျူလစ်စစ်တစ်ကိုလည်းအကြမ်းလိုက်စားမှုနဲ့ထောင်ဒဏ်၂နှစ်ချမှတ်ခဲ့တယ်လို့ AP မှဖော်ပြခဲ့ပါတယ်။ဟာစီနာဟာဝင်းကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ခြင်းကအစိုးရရဲ့မြေယာ project တစ်ခုမှာအာဏာအလွဲသုံးစားလုပ်ခဲ့ပြီးစစ်တစ်ဟာလည်းအတော်ဖြစ်သူဟာစီနာရဲ့အာဏာကိုအသုံးပြုပြီးသူ့ရဲ့မိခင်ဖြစ်သူနဲ့မောင်နှမ နှစ်ဦးကိုမြေယာရရှိပိုင်ဆိုင်ဖို့လှုပ်ဆောင်ခဲ့တာကိုပြစ်မှုထင်ရှားတွေ့ရှိခဲ့တယ်လို့ဒါကာမြို့တော်ရဲ့အထူးတရားသူကြီးခုံယုံမှတရားသူကြီးရာဘီယူအလန်ကပြောကြားခဲ့ပါတယ်။စစ်တီရဲ့မိခင်ဖြစ်သူရှိတ်ယာဟီနာကိုလည်းတရားရုံးကထောင်ဒဏ်9နှစ်ချမှတ်ခဲ့ပါတယ်။အဲ့ဒီအပြင်တရားသူကြီးကဟာစီနာစစ်တီနဲ့ယာဟီနာတို့ကိုဒဏ်ချင်းငွေ အဖြစ်တဦးလျင်813ဒေါ်လာစီချမှတ်ခဲ့ပြီးယာဟီနာရဲ့မြေခွက်ပိုင်ဆိုင်မှုကိုလည်းဖျက်သိမ်းခဲ့ပါတယ်။ဒီအမှုနဲ့ပတ်သက်ပြီးနောက်ထပ်တန်တရားရှိသူ ူ14ဦးရှိကြောင်းတရားသူကြီးကပြောကြားခဲ့ပါတယ်။အာဂနီလိုက်ဆောင်မှုစောင့်ကြည့်ရေးအဖွဲ့ရဲ့အစိုးရရှေ့နေခမ်းမိုဟာမက်မာအီနူဟက်ဆန်ကဒီအမှုမှာအ धिक တရံခံတွေကိုထောင်နဲ့တသက်တကျွန်းအထိချမှတ်ခံရဖို့ကြိုးပမ်းခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ကျွန်တော်တို့ကထောင်နဲ့တသက်တကျွန်းအထိချမှတ်လိမ့်မယ်လို့မျှော်လင့်ခဲ့တာပါ။ဒါပေမဲ့မဖြစ်ခဲ့ပါဘူး။ကျွန်တော်တို့ဟာနောက်ထပ်အရေးယူမှုတွေပြုလုပ်ဖို့အတွက်စုံစမ်းစစ်ဆေးရေးကော်မရှင်နဲ့တိုင်ပင်သွားမှာပါလို့ဟက်ဆန်က ပြောကြားခဲ့ပါတယ်။ဟာစီနာဟာနိုဝင်ဘာ18ရက်ကလူသားမ မျိုးနဲ့အားဆန့်ကျင်တဲ့ရာဇဝတ်မှုတွေနဲ့တည်တံချမှတ်ခံခဲ့ရပြီးနိုဝင်ဘာ28ရက်မှာလည်းအဂတိလိုက်စားမှုနဲ့ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။အခုပြစ်တဲ့ဟာဟာစီနာအတွက်တရားအဂတိလိုက်စားမှုထောင်ဒဏ်9နှစ်ထပ်မံချမှတ်ခံခဲ့ရခြင်းဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တရုတ်လက်နက်ကုမ္ပဏီတွေဝင်ငွေကြာစင်းခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပြီးခဲ့တဲ့နှစ်ကတရုတ်ရဲ့ကမ္ဘာလုံးဆိုင်ရာလက်နက်ရောင်းချမှုတွေဟာမြင့်တက်ခဲ့ပေမယ့်တရုတ်ကာကွယ်ကုမ္ပဏီရှစ်ခုရဲ့စုစုပေါင်းဝင်ငွေဟာတိသာစွာကျော်ကျခဲ့တယ်လို့ South China Morning Post ကဖော်ပြခဲ့ပါတယ်။ဆွေဒင်အခြေစိုက် Stockholm နိုင်ငံကငြိမ်းချမ်းရေးသုတေသန Institute Cebri ရဲ့လက်နက်ရောင်းချမှုအများဆုံး Top 100ရဲ့မှာပါဝင်တယ်။တရုတ်ကာကွယ်ကုမ္ပဏီရှစ်ခုရဲ့ဝင်ငွေစုစုပေါင်းဟာ30ရာခိုင်နှုန်းဒေါ်လာ88.3မှ3မီလီယံကျော်ကျခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။တရုတ်ရဲ့ကာကွယ်ပစ္စည်းတွေထုတ်လုပ်တဲ့ကုမ္ပဏီတွေရဲ့စွမ်းဆောင်ရည်ဟာ ဂျပန်နဲ့တောင်ကိုရီးယားတို့ရဲ့ကာကွယ်ပစ္စည်းထုတ်လုပ်တဲ့ကုမ္ပဏီတွေနဲ့နှိုင်းယှဉ်တိသာစွာကြာစင်းနေတာကိုတွေ့ရတယ်လို့ထုတ်ပြန်ကြပါဖော်ပြခဲ့ပါတယ်။ဂျပန်နဲ့တောင်ကိုရီးယားတို့ဟာကမ္ဘာလုံးဆိုင်ရာလက်နက်ရာဝါးတွေလည်းမြင့်တက်မှုနဲ့အတူကာကွယ်ပစ္စည်းထုတ်လုပ်မှုတွေကလည်းဝင်ငွေတွေမြင့်တက်ခဲ့တယ်လို့စီဘရီကဖော်ပြခဲ့ပါတယ်။ယူကရိန်းစစ်ပွဲ၊ဂါဇာစစ်ပွဲနဲ့ဒေသတွေကမ္ဘာလုံးဆိုင်ရာတင်းမာမှုတွေကြောင့်ကမ္ဘာတွင်းလက်နက်တွေနဲ့စစ်ပစ္စည်းကုမ္ပဏီတွေရဲ့ဝင်ငွေတွေမြင့်တက်နေခြင်းနဲ့တရုတ်ရဲ့ကာကွယ်ကဏ္ဍကနေဝင်ငွေရောကြမှုဟာစံကျင်ဘက်အခြေအနေဖြစ်နေပါတ ယ်။တရုတ်ရဲ့လက်နက်ရာဝယ်ရေးကဏ္ဍမှာအာဂရီလိုင်စားမှုဆွဲချက်တွေကြောင့်2024ခုနှစ်ထဲမှာအဒီကလက်နက်ကန်ထရိုက်တွေရွှေ့ဆိုင်တာဒါမှမဟုတ်ဖျက်သိမ်းတာတွေရှိခဲ့ပါတယ်လို့စီဘရီရဲ့စစ်ဘက်အသုံးစိမ့်နဲ့လက်နက်တွေထုတ်လုပ်ရေးပရိုဂရမ်ရဲ့ဒရိုက်တာနန်ဒီယန်ကပြောကြားခဲ့ပါတယ်။2022ခုနှစ်ကတရုတ်တပ်မတော်ရှီဂျင်းဖင်ရဲ့အမိန့်နဲ့အာဂရီလိုင်စားမှုတိုက်ဖျက်လှုပ်ရှားမှုမှာပြင်းပထားခံခဲ့ရတဲ့အဖွဲ့အစည်းတွေနဲ့တရုတ်ပြည်သူလွတ်မြောက်ရေးတပ်မတော် PLA ကလည်းတခုအပါအဝင်ဖြစ်ခဲ့ပါတယ်။2023ခုနှစ်မှာတရုတ်ရဲ့ဒုံ ကြီးတပ်ဖွဲ့ဟာအားရီလိုက်စားမှုနဲ့ပြင်ပထားခံခဲ့ရပြီးနောက်စစ်တပ်ရဲ့အမြင့်ပိုင်းအလွာဒီအားရီလိုက်စားမှုတွေကိုစုံစမ်းစစ်ဆေးခဲ့ပါတယ်။အောက်တိုဘာလထဲမှာလည်းတရုတ်စစ်တပ်ရဲ့ဗိုလ်ချုပ်ကြီးရှီဟူဟာအာနာယကွန်မြူနတီပါတီကနေထုတ်ပယ်ခံခဲ့ရပါတယ်။ဒီဗိုလ်ချုပ်ကြီးတွေနဲ့တရုတ်ရဲ့နမန်နဲ့အစင်ဗိုလ်ချုပ်ကြီးဟီဝေတုံလည်းပါဝင်ခဲ့ပါတယ်။ဟီဟာတရုတ်ရဲ့အမြင့်ဆုံးစစ်ဌာနချုပ်အဖွဲ့အစည်းဖြစ်တဲ့ဗိုလ်စစ်ကော်မရှင်မှာရှီရဲ့လက်အောက်ပါဒုတိယဥက္ကဋ္ဌဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။အာရှနဲ့အနောက်နိုင်ငံတွေကအတန်တမန်တွေကတော့ တရုတ်ရဲ့အာရီလန်စားမှုတိုက်ပြိုက်လှုံ့ဆော်မှုတွေဟာတရုတ်ရဲ့မြင့်တက်လာတဲ့စစ်အင်အားတည်ဆောက်မှုပေါ့ဘလို့တက်ရောက်မှုရှိမလဲဆိုတာလေးလာနေကြောင်းပြောကြားခဲ့ပါတယ် CNN သတင်းဌာနရဲ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အောက်စားသတင်းကိုတင်ဆက်ပေးပါမယ်စပါအသင်းပိုင်ရှင်တွေရဲ့ထောက်ခံမှုကိုရရှိမယ်လို့ Friend ယုံကြည်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပါတဲ့နီးပြတော်မတ်ဖရန်ကအတင်းအားရှုံးပွဲတွေဆက်ပြီးရလက်မကောင်းဖြစ်နေပေမဲ့ သူဟာအသင်းပိုင်ရှင်တွေရဲ့ထောက်ခံမှုကိုရရှိမယ်ဆိုတာအလွန်ယုံကြည်မှုရှိတယ်လို့ပြောခဲ့ပါတယ်။တောမတ်ဖရန်ကကျွန်တော်အလွန်ယုံကြည်မှုရှိပါတယ်။သူတို့ကလူကောင်းတွေ၊ညာရင်ထက်တဲ့သူတွေ၊စီးပွားရေးလုပ်ငန်းတွေကိုဘယ်လိုလဲပဲရမလဲဆိုတာသိပြီးဘောလုံးအကြောင်းကိုလည်းလေ့လာနေကြပါတယ်။သူတို့တို့လူတွေနဲ့ဆက်ဆံတဲ့အချိန်မှာအောင်မြင်တဲ့ကလပ်တိုင်းကအချိန်ယူခဲ့ရတာကိုသူတို့မြင်နိုင်တယ်လို့ကျွန်တော်ထင်ကြောင်းပိုင်ရှင်တွေကသူ့ကိုအချိန်ပေးမယ်ဆိုတာယုံကြည်မှုရှိလားဆိုတဲ့သတင်းတောက်တွေရဲ့မေးမြန်းမှုကိုဖြေခဲ့တာပါပြီးခဲ့တဲ့ဂျွန်လမှာဘရန်ဖို့အသင်းကနေရောက်လာခဲ့တဲ့တော်မတ်ဖရက်ဟာ ွားသင်ကိုပရီးမီးယားလိအိမ်ဝင်ပွဲစဉ်တွေမှာတပွဲသာအနိုင်ရရှိအောင်ကန့်တွဲထားနိုင်ပါတယ်။သွားသင်ဟာဒီအာဒီပရီးမီးယားလိ73ပွဲကစားပြီးမှရာမတ်78မှတ်နဲ့အဆင့်7နေနေရာရပ်တည်နေတာကြောင့်ဒီပြတော်မတ်ဖရက်ဟာအသင်းပရိသတ်အချို့ရဲ့ဝေဖန်မှုကိုခံနေရတာဖြစ်ပါတယ်။ ပါတင်နီးပြသောမတ်ဖရက်ဟာဖွန်သေးကိုရေးနှိခဲ့တဲ့ပွဲမှာဂုဒမဗီဂါရီယိုကိုလောင်ပြောင်ခဲ့တဲ့သူတွေဟာပါတင်ပြိသက်တွေအစစ်မှန်ဖြစ်နိုင်ပေဒီလောက်ရက်ကိုလက်ခံနိုင်စရာမရှိဘူးလို့ဒီပွဲပြီးမှပြောခဲ့တာပါလူကားဆက်တင်တဲ့ပွဲမတိုင်မီပြုလုပ်ခဲ့တဲ့မီဒီယာတွေ့ဆုံမှုမှာတော့ဒိမဲ့လူမျိုးနီးပြကပြိသက်တွေရဲ့စိတ်ပြတ်မှုကိုသူနာလဲပြီးဘယ်အသင်းမှာပြိသက်တွေမရှိရင်ဘာမှမဟုတ်တဲ့အတွက်တူးကိုတူးလိုအပ်တယ်လို့ပြောခဲ့ပါတယ်ပါတင်ဟာနောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိ၄ပွဲစလုံးနိုင်ပွဲပျောက်ဆုံးခဲ့ပြီးတပွဲတည်း၃ပွဲရှုံးနေခဲ့တာဖြစ်ပါတယ် စီအန်နိုင်တဲ့ဌာနရဲ့2025ခုနှစ်ဒီဇင်ဘာလ2ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးကြတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေရှင်။